မောရီးယားမှာအောင်ကိုဘန်ကောက်မှာလုတ်ကျန်ခဲ့တဲ့တရက်သမားထောင်နဲ့တသက်ချမှတ်ခံရတယ်လို့သိရပါတယ်။ကမောရီးယားလွတ်တော်မှာအောင်ကိုလူမျိုးပေါ်မှာလုတ်ကျန်တက်ဖြတ်ခဲ့သူကိုထိုင်းတရားဟုတ်ကထောင်တသက်ချမှတ်လိုက်ပါတယ်။ဇန်နဝါရီ9ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့တော်စီရောက်ရှိနေစဉ်တော်တွင်ကမောရီးယားတိုက်ခံမှအောင်လမ်ကင်ယာကိုညီဖြစ်သူနဲ့ဇနီးတဲ့ရှိမှလည်းတရက်သမားကသုံးချက်ပြစ်ပြီးထွက်ပြေးသွားပါတယ်။ဒါပေမဲ့အသက်40ကျော်အရွယ်လူသမားအကာလက်ဘန်နန်ကိုနောက်နေ့မှာအနည်းငယ်ကမောရီးယားနိုင်ငံမှာချီယာခံဖမ်းဆီးရမိတာဖြစ်ပါတယ်။ အသက်84နှစ်ရွယ်ကင်ယာကိုလုံးကျဲမှုရောက်ကွယ်မှာဩဇာကြီးမားတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ကတိုက်ရိုက်ဆင်ရွယ်ပတ်သက်တယ်လို့တိုက်ခိုက်ဟင်အောင်စုကဆွဆွဲပါတယ်။ဒါပေမဲ့ဟွန်ဆန်ရဲ့သားဟွန်မာနက်ကတော့လက်ရှိကမ္ဘောဒီးယားဆွေကညှိဆိုထားပါတယ်။ဘန်ကောက်ရာစုတရားရုံးတရားသူကြီးကအခုမှကျွန်းတို့သူဟာတေဆုံးသူကိုရွေကျဲရှိရှိတိုက်ခိုက်တယ်ဆိုတာထင်ရှားတယ်လို့ဆုံးဖြတ်ပါတယ်။တရားခံအပြုမှုကျုံ့လွန်တာကိုဝန်ခံလို့သူပြစ်တယ်ကတော့ထောက်တသက်အဖြစ်ရှော့ပေါ်သတ်မှတ်ပေးလိုက်ပါတယ်။အဲကလာအထက်ငယ်သားမော်တော်ဆိုင်ကတက်စီသမားတို့ပါသူကလူတမှုကျွလုပ်ခဲ့တဲ့ဆိုတာလည်းဝန်ခံပါတယ် တရားသူကြီးကလူသားသမားရဲ့လူသားမှုကျူးလွန်ခြင်းနောက်ကအကြောင်းရင်းနဲ့ကြိုးကရင်စိတ်ခိုင်းလို့ရှိမှရှိဆိုတာကိုတော့စင်ကြက်မှာထည့်သွင်းပြောသွားခြင်းမရှိပါဘူး။ကွယ်လွန်သူရဲ့ဇနီးတဲ့ MI လန်ကတော့ဒီနေ့စင်ကြက်ပေါ်ကျင်းနေသည့်တိုင်အောင်ပြမှုအတွက်အနောက်ဘက်ကနေခိုင်းစေသူကိုတင်းကျင်နေစေဖြစ်တယ်လို့မှတ်ချက်ပေးတော့ပါလိမ့်။အဲဒီကမ္ဘောဒီးယားမှာဟောင်းရဲ့ဇနီးတဲ့ဟာပြည်သက်နိုင်ငံသူလည်းဖြစ်ပါလိမ့်။ သူတို့ကတော့တရားခံအစ်စ်တွေဟာကမ္ဘောဒီးယားမှာရှိနေစေလို့ယုံကြည်ပြီးသူတို့ကိုထိုက်တန်တဲ့တရားမျှတမှုအတွက်အပြစ်ပေးနိုင်ဖို့ထိုင်းစီအကကူညီဖို့ပြောနေကြောင်းပြောပါလိမ့်ဇန်နဝါရီကတော့ထိုင်းရဲတွေကအဂါလက်ကိုအဓိကခြေစက်ညွှန်ကြားခဲ့တယ်လို့ဆိုရတဲ့ကမ္ဘောဒီးယားနိုင်ငံသားတယောက်ကိုလည်းရှောက်ခွင့်နေတယ်လို့ပြောပြပါလိမ့်အော်တိုဘာ3ရက်နေ့တယောက်ကမ္ဘာတရားသူကြီးကနောက်ထပ်ထိုင်းနိုင်ငံသားတူပြီးတဲ့ချာကွေ့ဘူရခီကိုကျန်ရပါအနေနဲ့စွတ်တက်တင်တာကိုတော့ပယ်ချပေးပါလိမ့် သူကအေဂါလက်ကိုထိုင်းကမ္ဘောဒီးယားနဲ့ဇက်တိပို့ပေးခဲ့တဲ့ယင်မောင်းပါဒါပေမဲ့ချက်ကရီးယားရှင်းတွေကတော့သူ့မှုတွေဟာဘာမှန်းတော့မသိပဲရိုးရိုးသားသားပဲနေဇက်ကိုပို့ပေးခဲ့ုံသာဖြစ်တယ်လို့ဆိုပါတယ်ထိုင်းမီဒီယာချို့ကအေဂါလက်ဟာအခုလိုတမှုကြောင့်ဘတ်6တောင်းလောက်ပတ်ဆက်ရခဲ့တယ်လို့ဖော်ပြမိရတဲ့ဖွဲ့ကတော့အေဂါလက်ဟာကျေးဇူးကြွေးတစ်ခုကိုပြန်ဆက်ဖို့ခုလုပ်ရက်ကိုကျွလွန်ခဲ့ပြီးငွေကြေးအတွက်မဟုတ်ဘူးလို့ပြောပါတယ်တေဆုံးသူအမဟောင်းဟာ2023ခုနှစ်ထိကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်ခဲ့ပြီးလက်ရှိမှာလည်းလွတ်တော်မန်နေအနေနဲ့တာဝန်ထောက်ယူထားတဲ့ဟွန်ဆန်ရဲ့ခါးသီးတဲ့ပြန်ပတ်ဖြစ် ရှုမြင်ရင်ခံထားပါတယ်။ဟွန်ဆန်ဆိုရာတိုက်ခိုက်အင်အားစုတွေကိုဘူအင်အားတို့ပြီးဘူကြဖြုတ်ခွင်းမှုတွေကြောင့်နာမည်ဆိုးနဲ့ကြောက်ကြပါတယ်။